နေတာနေတဲ့ရက်တရက်မှာတော့တေတာဆိုတဲ့အမျိုးသမီးလေးဟာဖះเจ้าဘက်ကိုထွက်လာခဲ့ပါတယ်။ဖះเจ้าကိုရောက်တဲ့ချိန်မှာတော့ဖះเจ้าဒီနေ့ဖွင့်တာကိုဘာလို့လူတွေတိတ်မတွေ့တာလဲ။ငါထင်တာကလူတွေအများကြီးရှိနေလိမ့်မယ်လို့ထင်နေတာဆိုပြီးတော့စဉ်းစားနေခဲ့ပါတယ်။အဲဒီနောက်ဖះเจ้าနဲ့ကိုဝင်သွားပြီးတော့အမျိုးသမီးတဆူကိုတွေ့တော့တေတာကလည်းဟယ်လိုအမားတို့ရေဆိုပြီးတော့နှုတ်ဆက်လိုက်ခဲ့ပါတယ်။ဖះเจ้าနဲ့ကအမျိုးသမီးတွေကလည်းဟေးတေတာကြီးရောက်လာပြီလားဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ တီတာကလည်းဒီနေ့ကရစ်ပူစော်ရမယ့်နေ့မဟုတ်ဘူးလားဆိုပြီးတော့မေးလိုက်ပါအမျိုးသမီးတွေကလည်းဟုတ်တယ်တီတာကြီးနွားတွေကတော့ပြီးသွားပြီဒါပေမဲ့လို့အခုရီတော့ဘာမှကိုမထုတ်ပိုးရသေးတာနောက်ထပ်နွားတစ်ကောင်ကလည်းအခုထိကိုမှမလျှောက်သေးတော့ထပ်ပြီးတော့ရစ်မပူစော်ရသေးတာဒါနဲ့မနေ့ကဒီကိုဘာလို့မလာတာလဲဆိုပြီးတော့ blog ကိုမေးလိုက်ခဲ့ပါတယ်ဟုတ်တယ်မကြီးမနေ့ကလေအမေတို့ဘက်ကရွာကိုသွားနေတာနဲ့မလာဖြစ်လိုက်တာ အခုမှပဲလာဖြစ်တော့တယ်ဒါနဲ့ဒီမှာလာလဲတိတ်မရှိဘူးနော် 10နိုင်တောင်ထိုးတော့မယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပါဟုတ်တယ်တီတာကြီး10နိုင်တောင်ထိုးတော့မယ်ဒီမှာလဲယောက်ျားလေးတွေကနည်းနည်းပဲရှိတယ်ဆိုပြီးတော့ပြန်ပြောလိုက်ခဲ့ပါတီတာကလည်းစိတ်မပူပါနဲ့အမကြီးအခုညီမကလည်းကုနိုင်တာတွေကိုကုလုပ်ပေးမယ်လေဆိုပြီးတော့ပြန်ပြောလိုက်တဲ့ချိန်မှာပဲဖုန်းဝင်လာလို့ဖုန်းကန်လိုက်ရပါခဏနော်ညီမယောက်ျားဖုန်းဆက်လို့ကန်လိုက်ဦးမယ်ဟယ်လိုယောက်ျားကြီးဘာဖြစ်လို့လဲတီတာရဲ့ယောက်ျားကလည်းမိမကြီးမိမဘယ်ရောက်နေတာလဲ ခုအိမ်မှာဧည့်သည်တွေရောက်နေတယ်။ဆိုပြီးတော့ပြောလိုက်ပါရင်တီရာကလည်း "तू အခုရစ်ပူဇော်ပွဲမှာလိုအပ်တာတွေကုလိုပေးဖို့အတွက်ကိုရောက်နေတာ။နောက်မှလာလို့မရဘူးလား"ဆိုပြီးတော့ပြန်မိလိုက်ခဲ့ပါရင်တယောက်ျားကလည်း"အခုအိမ်မှာရောက်နေတာကယောက်ျားမျိုးတွေမလို့အိမ်ကိုပြန်လာခဲ့ပြီပါ"ဆိုပြီးတော့မှာလိုက်ကတီရာကလည်းဟုတ်ပြီယောက်ျားကြီးပြန်လာခဲ့လိုက်မယ်နော်ဆိုပြီးတော့ဖုန်းချသွားခဲ့ပါတော့ရင်ဒါနဲ့ပဲတကယ်တောင်းပန်ပါတယ်အမားတို့ရင်အိမ်မှာရောက်နေတဲ့ဧည့်သည်တွေကအမျိုးတွေဆိုတော့မတော်လို့မရတာကြောင့်ပါ အိမ်မှာကိစ္စလေးတွေပြီးရင်တော့ဒီကိုပြန်လာပြီးတော့ကူညီပေးလှည့်ပါမယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်။အမျိုးသမီးတွေကလည်းရပါတယ်ညီမရေအဆင်ပြေမှပြန်လာခဲ့နော်ပြောလိုက်ခဲ့ပြီးတော့ဘလော့ကလည်းအိမ်ကိုပြန်ဖို့အတွက်ကိုမှလှည့်ထွက်လာခဲ့လိုက်ပါတယ်။အဲ့ဒီချိန်လမ်းမှာတော့လှကျော်ဟာဖခင်ကျောင်းဘက်ကိုထွက်လာနေခဲ့ပြီးတော့ဖခင်ကျောင်းအဝမှာတော့တီတာနဲ့တွေ့ပြီးတော့စကားပြောနေခဲ့ပါတယ်။ယောက်ျားကြီးလာပြီလားအခုဖခင်ကျောင်းမှာလူတွေကလည်းတိတ်မရှိဘူးဖြစ်နေတယ်။ရှိတဲ့သူတွေကလည်းသူတို့အလုပ်ကိုပဲအာယုံဆိုင်နေကြတယ်ဆိုပြီးတော့တီတာကပြောလိုက်ပါတယ်။ ကီရာကဆက်ပြီးတော့အသားတွေကိုအရှိကစပွဲပေါ်မှာတင်ထားတာယူဂျင်ရင်လွယ်လွယ်လေးရှူလို့ရတယ်ဆိုပြီးတော့ဆက်ပြောလိုက်ပါသေးတယ်။လှကျော်ကလည်းစစ်မပူနဲ့တည်တာကြီးယောက်ျားပလတ်စတစ်အကြီးကြီးတစ်ခုကိုယူလာတယ်။ဒီလောက်ဆိုရင်တော့ AC ထည့်လို့လုံလောက်မယ်ထင်တာပဲဆိုပြီးတော့ပြန်ပြောလိုက်ခဲ့ပြီးတော့တီတာကလည်းဟုတ်ပြီယောက်ျားကြီးသွားမယ်ဆိုလဲသွားတော့မိမလည်းသူတို့တွေမတွေ့ခင်ပြန်လိုက်အောင်မယ်ဆိုပြီးတော့ပြောကလမ်းခွဲခဲ့ကြပါရင်အရင်နောက်တော့လှကျော်ကဖရဲကြောင့်ရှိကအပေါဝါနာမှာကိုချောင်းကိုချောင်းနဲ့ကိုပုံးနေပြီးတော့အထဲကိုချောင်းကြည့်နေပါရင်ဟုတ်ပြီ အထက်ကသူတွေအကုန်တခြားနေရာကိုဆက်ကြည့်နေကြတာပဲအခုချိန်ကအခွင့်ကောင်းပဲဆိုပြီးတော့ခြေကိုဖွားဖွားလေးနေကအထက်ကိုတက်တက်လေးကိုဝင်လာခဲ့ပါ යි အထက်ကသူတွေအကုန်အလုပ်ကိုအာယုံစိုက်နေတဲ့အချိန်လှကြော်ကနေပြီးတော့သူယူလာတဲ့အိတ်ထဲကိုထုတ်ပိုးထားတဲ့အမဲသားသုံးတုပ်ကိုခိုးထည့်ပြီးတော့ဘသူမှမမြင်ခင်ပဲပြန်ထွက်သွားခဲ့ပါတော့ရင်နောက်တော့ဖះเจ้าနဲ့ကမျိုးသမီးတယောက်ကအထုပ်တွေရောနေတာကိုမြင်လိုက်ရပြီးတော့ဟာအထုပ်တွေရောနေတယ်ခုနကငါတင်ထားတာငါတို့ရှိပါတယ် ဆိုပြီးတော့ဖះเจ้าနေကသူတွေကိုပြောကအကုန်လုံးကလည်းပြပြတလဲကိုမှဖြစ်နေခဲ့ကြပါတော့တယ်။အမျိုးသားတယောက်ကလည်းဟာသွားပြီအခုခံလိုက်ရပြီထင်တယ်။အဲ့ဒီလိုမှသိရင်အစောကတည်းကအဆောင်တယောက်ထားထားလိုက်ပါတယ်ဆိုပြီးတော့နောင်တရနေခဲ့ကြပါတယ်။နောက်တော့လှကြော်ကလည်းအသားတုပ်တွေနဲ့အိမ်ကိုပြန်ရောက်လာပြီးတော့တိရကဟာဟာဟာဘာယောက်ျားကအရန်တော်တာပဲအသားတုပ်တွေကိုဘယ်သူမှမသိခင်ယူလာနိုင်တာပဲ။ ဒီလောက်အသားရီနဲ့ဆိုရင်မိမတို့တော့ဆိုင်မှာလိုအပ်တဲ့အသားရီဝယ်ဖို့အတွက်ကိုမနဲ့ပြန်ဈေးသွားစရာမလိုတော့ဘူးဆိုပြီးတော့နှစ်ယောက်သားကိုပျော်ရွှင်နေကြပါတော့တယ်။လှကျော်နဲ့တီတာကလည်းအိမ်မှာဆိုင်ဖွင့်ပြီးတော့ထမင်းဟင်းရောက်ကြတာပဲဖြစ်ပါတယ်။ညာဘက်ရောက်တဲ့အချိန်မှာတော့တီတာကခိုးထားတဲ့အသားရီကိုမနဲ့ပြန်ဆိုင်မှာရောင်းဖို့အတွက်ကိုချက်နေခဲ့ပါတော့တယ်။ယောက်ျားအသားနံကမှုေးနေတာပဲအရင်အရသာရှိမဲ့ပုံပဲ။ငါမိမချက်တာဆိုတော့အရင်စားကောက်မှတေးကြတယ် ပြီးရင်တော့ဒီသားတွေကြောင့်ပတ်စံကုန်တာလဲတက်တာလေးဆိုပြီးတော့လှကြော်ကပြန်ပြောလိုက်ခဲ့ပါ යි တီရာကလည်းဆက်ပြီးတော့ဒီလောက်အသားတွေအများကြီးနဲ့ဆိုရင်၃လရက်လောက်အေးအေးဆေးဆေးရောင်းလို့ရတယ်ဆိုပြီးတော့ဆက်ပြောနေတဲ့အချိန်မှာလှကြော်အတန်ကတိတ်သွားလို့ခင်းချက်နေရင်းနဲ့လှက်ကြည့်လိုက်တော့လှကြော်ကိုမတွေ့ရပဲနွားညိုကြီးတကောင်ကိုတွေ့လိုက်ရလို့တီရာကလည်းအင်မတန်ကိုမှလန့်ဖြန့်သွားခဲ့ပါတော့ရင်တီရာကလည်းဟာနွားနွားကဘယ်ကနေပြီးတော့ဝင်လာတာလဲဒါကဘု து နွားကြီးလေယောက်ျားကြီးယောက်ျား လာပါအောင်ဆိုပြီးတော့ကြောက်ကြက်လက်လက်နဲ့ကိုအော်ခေါ်နေခဲ့ပါတော့နီလှကြော်အတန်လေးမကြားရတာကြောင့်တီတာကလည်းဒီနောက်ကတော့ဘေကနေရောက်လာတာလေတော်ငါးနာကိုမလာနဲ့တော်တော်ဆိုပြီးတော့နှင်ထုံနေတဲ့ချိန်မှာပဲနွားညွကြီးကတော့လူပုံစံတတိုင်းကိုမတက်ရိုက်လိုက်ရမှာတီတာကလည်းအင်မတန်ကိုကြောက်လန့်သွားပြီးတော့ထွက်ပြေးသွားခဲ့ရပါတော့နီအဲ့ဒီချိန်မှာလှကြော်ကလည်းသူ့ရဲ့မိမရဲ့အတန်ကိုကြားလိုက်တာကြောင့်အခန်းထဲကိုဝင်ကြည့်လိုက်တော့လေအခန်းထဲမှာတီတာကိုမတွေ့ရဘဲနဲ့နွားညွကြီးတကောင်ကိုသာတွေ့လိုက်ရတာကြောင့်လှကြော်ကလည်းလန့်ပြီးတော့အိမ်ပြင်ကိုထွက်ပြေးသွားခဲ့ပါတော့နီ ဒါပေမဲ့လို့လှကျော်နောက်တစ်ခါကိုပြန်ကြည့်လိုက်တဲ့ခါမှာတော့နွားညိုကြီးကတော့ပျောက်ကွယ်သွားခဲ့ပါတော့တယ်။လှကျော်ကလည်းတီတာကိုရှာဖို့အတွက်အိမ်ထဲကိုပြန်ဝင်ခဲ့လိုက်ပါတော့တယ်။အဲ့ဒီအချိန်တီတာကအိမ်တော်ခန်းလေးမှာပုန်းခိုနေတာကိုတွေ့လိုက်ရပြီးတော့တီတာကလည်းယောက်ျားဘယ်လိုများလျှောက်သွားနေတာလဲ။ခုနကအခန်းထဲမှာနွားညိုတီတကောင်ကိုတွေ့လိုက်လို့ကြောက်ပြီးတော့အခန်းထဲမှာလာပုန်းနေတာ။ဒီကိုလာတော့ကရောတွေ့လိုက်သေးလားဆိုပြီးတော့မေးလိုက်ခဲ့ပါတော့တယ်။လှကျော်ကလည်းယောက်ျားလေးနွားညိုကြီးကိုတွေ့လိုက်တယ်။ယောက်ျားနောက်ကိုအဲ့ဒီနွားကလိုက်လာလို့ထွက်ပြေးနေတာ။ ဒါပေမဲ့လေနွားကလည်းပျောက်သွားကိုဆုပ်ပြီးတော့ပြောလိုက်ရမှာတီရာကလည်းဒါဆိုရင်အဲ့နွားကအတူပြီလားတယောက်ယောက်များစနေရလားမတိတော့ပါဘူးမိမရဲ့ဆိုပြီးတော့လှကြော်ကပြန်ပြောလိုက်ခဲ့ပါတော့တယ်နောက်တနေ့မနေ့ရောက်တော့ပုံမှန်အတိုင်းပြေတီရာကဆိုင်တွက်ကိုပြင်ဆင်နေပါတယ်လှကြော်ကလည်းတီရာစီကိုရောက်လာပြီးတော့မိမကြီးဂွန်မော်နီကွာအစော်ကြီးစူးစမ်းနေပါလားဆိုပြီးတော့မိလိုက်တော့တီရာကလည်းဆိုင်တွက်ချက်ဆရာရှိရာချက်နေတာယောက်ျားကြီးမိမချက်နေတော့ဒီနာကပစ္စည်းတွေကိုကုရှင်းပေးပါအောင်ဆိုပြီးတော့ပြောလိုက်ပါတယ် အဲဒီနောက်တော့ဆန်ကိုဇေဝဲသူနှစ်ယောက်ကရရှိလာခဲ့ပြီးတော့ဝဲသူနှစ်ယောက်ထဲကတစ်ယောက်ကကလေးအတွက်ထမင်းနဲ့ဟင်းဝဲယူပြီးတော့နောက်တစ်ယောက်ကတော့ပွဲတပွဲရှိတာကြောင့်အသားပွဲ90လောက်မှားလိုက်ပြီးတော့ငွေရှင်းဖို့အတွက်ကိုပြင်ဆင်နေပါတယ်။တီရာကလည်းညီမတို့အတွက်ဒီနေ့ကိုအထူးစိတ်နဲ့ရောင်းပေးမယ်နော်။ဒီလိုမျိုးရောင်းတဲ့အမလည်းအမျက်တွေအများကြီးမရပဲနဲ့ညီမလေးတို့ကိုအရှုံးခံပြီးတော့ရောင်းပေးတာနော်ဆိုပြီးတော့ပြောလိုက်ရာဝဲသူတွေကလည်းကျေးဇူးတင်ပါတယ်အမကြီးဆိုပြီးတော့စကားတွေပြန်လည်ပြောဆိုနေခဲ့ကြပါတော့ရှင်။ နောက်တော့မနေ့ကဖခင်เจ้าကမျိုးသမီးနှစ်ယောက်ကလည်းရရှိလာခဲ့ပြီးတော့တီတာရဲ့ဆိုင်မှာထမင်းစားဖို့အတွက်ကိုရောက်လာပိုင်းဖခင်เจ้าကမျိုးသမီးနှစ်ယောက်နဲ့ခုနှစ်ကဝယ်သူနှစ်ယောက်တို့ကလည်းအတူတူထိုင်စားရင်းနဲ့စကားတွေပြောနေကြတာပေါ့ဖခင်เจ้าကမျိုးသမီးနှစ်ယောက်ကခုနှစ်ကကောင်မလေးကိုဘာရင်းဝင်နေရလဲဆိုပြီးတော့မေးလိုက်တော့ကောင်မလေးကလည်းအိမ်မှာပွဲတစ်ပွဲရှိလို့လေမတီတာရဲ့ဆိုင်မှာဟင်းပွဲ90လာမှာတာအမကြီးမတီတာကလည်းညီမတို့ကိုအထူးစိတ်နဲ့ပေးလိုက်တော့ညီမတို့လည်းကုန်ကြစည်တော့နည်းနည်းတက်တာသွားတယ်ဆိုပြီးတော့ပြန်ပြောနေခဲ့ပါပြီ တောင်ဝလီကတော့ဆက်ပြီးတော့အခုလိုမျိုးဈေးလေးတက်တာအရသာလေကောင်းတော့ပွဲကိုလာတဲ့သူတွေကအရန်ပြောနေကြမှာပဲဆိုပြီးတော့ဆက်ပြောလိုက်ခဲ့ပါ යි ။ဖះเจ้าကမြို့သမီးကလည်းမနေ့ကဖះเจ้าမှလေရစ်ပူစော်ဖို့လှုပ်ထားတယ်အမေသားတုံးထုတ်ပြောက်သွားတာဘသူယူသွားလဲမသိဘူးဟဲ့စိတ်ညစ်ပါတယ်ဆိုပြီးတော့ကောင်မလေးကိုပြောနေခဲ့ပါ යි ။အဲ့ဒီအချိန်မှာတိရာကဟင်းပွဲတွေပြင်ဆင်နေရင်သူတို့ပြောနေတာကိုကြားလိုက်ရတော့စိတ်ထဲမှာသူတို့ငါ့ကိုတန်တရားမဝင်တော့ပါဘူးငါ့ကိုမယုံတင်ကမဖြစ်တော့ပါဘူးငါတို့ယူလာတာဘယ်သူမှမမြင်ဘူး စိတ်အေးထားစိတ်အေးထားဆိုပြီးတော့စိတ်ထဲမှာကုတ်ကုတ်ကိုပြန်ပြောနေခဲ့ပါရင်အမျိုးသမီးကလည်းတိရာကြီးအထူးစည်းတွေပါပြီးပေးနေလို့ပါလားဘာပွဲများရှိလို့လဲဟာတိရာကလည်းဘာပွဲမှတော့မရှိပါဘူးမကြီးဒီတိုင်းပဲဒီနေ့စိတ်ကောင်းဝင်နေလို့ညီမလေးအရှုံးခံပြီးတော့ဈေးလျှော့ပေးနေတာပါဆိုပြီးတော့အမျိုးသမီးကိုပြန်ပြောလိုက်ပါရင်အမျိုးသမီးကလည်းတောင်းဝင်ပါတယ်တိရာကြီးမနေ့ကဖခင်เจ้าမှာအခိုးခံလိုက်ရတဲ့အထုပ်တွေအတွက်ညီမကိုတန်တရားဝင်နေတာမဟုတ်ပါဘူးနော် အမားကလည်းအထူးစည်းတွေပါရီပေးနေတော့ဒီတိုင်းပဲမိလိုက်တာပါဆိုပြီးတော့တီတာကိုပြန်ပြောလိုက်ပါ යි အမျိုးသမီးကလည်းဆက်ပြီးတော့မနေ့ကတီတာပြန်သွားတော့လေအသားထုတ်တွေကပျောက်ကုန်တာအခုလိုပူဇော်ဖို့အတွက်ထားထားတဲ့အသားထုတ်တွေကိုဘသူတွေကများယူသွားလဲမသိပါဘူးညီမတို့လည်းတရင်လေးပါလေးကြားရင်ပြောပေးကြအောင်နော်ဆိုပြီးတော့တီတာကိုပြောလိုက်ရာခုနကဝယ်သူကောင်မလေးကလည်းအခုလိုမျိုးအသားတွေကိုခိုးသွားတာကအယံ့ရလိုက်တာပူဇော်မဲ့အသားတွေကိုခိုးသွားရင်ဘလို့အပြစ်ခံရမယ်ဆိုတာကိုသူတို့မသိကြဘူးထင်တယ် မကတော့လေအသားတခိုးတွေကိုဝေကန်းကောင်းလဲပါစီလို့ဆူတောင်းတယ်။ဖခင်ကြောင့်မှလေ CCTV ကမရှိတော့တာကြာပြီဆိုတော့အခုလို့ခိုးဖို့အတွက်ကိုအဆင်ပြေနေတာပေါ့။ခိုးသွားတာကလည်းတီးတဲ့သူတွေကဖြစ်ရမယ်။ဆိုပြီးတော့ပြောခဲ့လိုက်ပါ යි ။တီးတာကလည်းစိတ်ကနေပြီးတော့အာသူတို့တွေဘာလို့ဒီအသားခိုးတဲ့အကြောင်းကိုပဲထက်ကထက်ကပြောနေတာလဲ။ငါဝင်မပြောရင်သူတို့တွေငါ့ကိုတန်တရားဝင်လောက်တယ်ဆိုပြီးတော့တွေးခဲ့ပြီးတော့ဟုတ်တယ်မကြီးညီမလေးမနေ့ကမအားရနဲ့ဆော့ဆော့ပြန်မိသွားတာ။ရှင်းလာလိုက်တာ။ ညီမရှိတေးကြီးနောက်မှာတခုခုကုညီနိုင်အောင်မှာခိုးသွားတဲ့သူတွေကလည်းဘလို့စိတ်နဲ့များခိုးယူသွားလဲမသိပါဘူးနော်သူတို့တွေကိုအပြစ်ပေးခံမှာကျင်းတည်တယ်ဆိုပြီးတော့တီရာကဝင်ပြောလိုက်ပါ යි ဒါလို့နဲ့တီရာတို့ညာဘက်အိတ်ခမ်းနီးမှာတော့တီရာကနေလှကြော်ကိုစကားပြောနေခဲ့ပါ යි ဒီနေ့ဆိုင်ကိုလာတဲ့ကောင်မတွေကအဲ့ဒီအသားခိုးတဲ့အကြောင်းကိုပဲထက်ကထက်ကပြောနေတာငါ့ကိုမိသွားမှာအရင်ကြောက်တာပဲဒါနဲ့အဲ့ဒီက CCTV ကပြက်နေတာတေကောတေကြရဲ့လားငါရမ်းလက်နေပြီဆိုပြီးတော့ပြောခဲ့လိုက်ပါ යි လှကြော်ကလည်း CCTV ကပြက်နေတာတော်တော်ကြာနေပါပြီမိမရေစိတ်ကိုအေးအေးထားဒီအချောင်းကိုသူတို့တွေခဏအတွင်းကိုပြက်မိသွားကြမှာပဲဘာမှမဖြစ်တယ်လို့ဟန်ဆောင်နေလိုက်နော်အခုတော့ညီညက်နေပြီကွာအိတ်လိုက်တော်လို့ဆိုပြီးတော့ပြောရတီရာကနေပြီးတော့ဘလို့စိတ်အေးထားနိုင်မှလဲယောက်ျားရေဆိုပြီးတော့ပြန်ပြောကနှစ်ယောက်စလုံးကတော့အိတ်ပြောသွားခဲ့ကြပါဒီလိုနဲ့မနဲ့ရောက်တော့တီရာကမှန်ကြည့်နေရင်လည်းအတန်ကျဲကြီးအော်ကသူ့ရဲ့ယောက်ျားကိုလှမ်းခေါ်လိုက်ပါ යි တီရာကငါမျက်နှာမဲနေပြီလေပြီးမှဓာရကြီးနဲ့ဘလို့ပေါ်နေတာလဲ လက်မျိုးဘော့ကရမ်းလာတာပဲယောက်ျားကြီးလာပါအောင်ဆိုပြီးတော့အော်ခေါ်နေခဲ့ပါတော့ဒီလှကျော်ကလည်းရရှိလာခဲ့ပြီးတော့ဘာဖြစ်လို့အော်နေတာလဲမိမရဆိုပြီးတော့မိလိုက်တဲ့အချိန်မှန်ကိုကြည့်မိသွားခဲ့ပြီးတော့သူမျက်နှာကအမဲရောင်ဖြစ်နေကလက်မင်းကဓာရကြီးကိုလည်းတွေ့သွားပြီးတော့ထိတ်လန့်နေခဲ့ရပါတယ်ငါလည်းမင်းကဘာဖြစ်တာလဲဘာဖြစ်တာလဲနားရင်မိမဘလို့ဖြစ်တာလဲငါမနေ့ကအိတ်သွားတော့ကနွားတန်တွေကိုကြားနေရတယ်ဆိုပြီးတော့ပြောနေတဲ့အချိန်မှာပဲတီရာကအသက်ရှူချက်တဲ့ပုံစံကိုဖြစ်လာခဲ့ပါတော့ လှကျော်ကလည်းတီတာကိုကြည့်နေတော့သူလည်းအသက်ရှူကျက်လာပြီးတော့နှစ်ယောက်သားရဲ့ခေါင်းမှာ360ဒီဂရီလဲနေကစကားမပြောနိုင်ဖြစ်နေခဲ့ပါတော့တယ်။အဲ့ဒီအချိန်တီတာရဲ့အော်တန်ကိုကြားလိုက်တဲ့အင်းနီနာချင်းတွေကအိမ်ကိုလာကြည့်ကြပါတယ်။အင်းရှိကိုရောက်တော့တီတာရဲ့အော်တန်ကိုကြားလို့ရောက်လာတာ။ငါတို့အိမ်ထဲကိုဝင်ကြည့်ကြရအောင်ဆိုပြီးတော့ပြောလိုက်တော့အိမ်ထဲကိုရောက်တဲ့အခါမှာတော့လေပင်ပြက်ကတေဆုံးနေတယ်တီတာနဲ့လှကျော်ကိုသာတွေ့လိုက်ရရင်လည်းဇလန်လေးကတော့ဒီမှာနေပြီးဆုံးသွားခဲ့ရတာဖြစ်ပါတယ်။အဆုံးထိတရှိပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဗီဒီယိုလေးကိုကြိုက်နှက်တတ်တယ်ဆိုရင်လည်း VPN လေးခန့်ကြည့်ပေးပြီးတော့ကျွန်တော်တို့ကို support ပေးခဲ့လို့ရပါတယ်เนาะဒါဆိုရင်နောက်တစ်ပုံမှာပြန်တွေ့ကြရအောင်လားဗျာ